ရတဲ့အားလုံးပဲမင်္ဂလာပါရှင်။မန္တလေးကတိမပြန်လဲကျေးဇူးလိုက်ပါရှင်။ကျမတို့ channel ကနေနေစဉ်ပြည်တွင်ပြပန်းသတင်းများ၊တော်လိုင်းရေးသတင်းများနဲ့နောက်ဆုံးရေးသတင်းများကိုအချိန်နဲ့တပြင်းညစာတင်တင်ဆက်ပေးတော့မှာဖြစ်ပါရှင်။ယခုပထမဆုံးစာတင်တင်ဆက်ပေးမယ့်သတင်းကြောင်းတွေကတော့တင်းတင်းတိုင်းရင်မျိုးနဲ့တွင်စစ်ကောင်စစ်တကတေဆုံစစ်သားအလောင်းတုတ်ခုကိုတွင်တစ်ခုအတွင်မှာစုပြုံထိုးထက်ဆွတ်ပြစ်ခဲ့တဲ့ဆိုတဲ့သတင်းလေးပဲဖြစ်ပါရှင်။ တင်နေတန်ရေးတိုင်းတင်နေတန်ရေးမြို့နယ်တွင်စက်ကောင်စစ်တပ်ကသေဆုံးစစ်သားအလောင်း၃လုံးကိုတွင်တစ်ခုအတွင်မှာပဲစုပြုံဆွတ်ပစ်ထားခဲ့တဲ့ကိုတွေ့ရှိခဲ့ရကြောင်းတင်နေတန်ရေးမြို့နယ်ပကဖမတာဝန်ရှိသူတို့ကရန်ကုန်ခေတ္တတည်ထဏာထတို့ပြောကြားချဖြစ်ပါရယ် ဖေဖော်ဝါရီလ25ရက်နေ့မော်လတနာရီခန့်အချိန်မှာတနင်္လာရီမျိုးနဲ့သိန်းခွန်ချေရဘက်ကိုတော်လန့်အတိုင်းခြေလင်းဖြင့်စစ်ကူတက်လာတဲ့စကောက်စစ်တပ်သားများကိုတမုတ်ချုံရွာနဲ့လေတောင်ရာကြီးရွာကြားမှာတော်လန့်ရဲတပ်ဖွဲ့များကတိုက်ခိုက်ခင်ရတွင်စစ်ကောက်စစ်တပ်သားများထိခိုက်ဒေဆုံးမှုရှိခဲ့ပြီးစစ်ကောက်စစ်တပ်သားများထံကနေကျန်းရစ်ခဲ့တဲ့လက်နက်ခဲယမ်းတချို့ကိုတော့တင်စီရရှိခဲ့ကြောင်းသိရှိရပါသည်။ ထို့တော့တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာအားနေမြေရှင်လင်းရေးလုံဆောင်နေစဉ်မှာတိတ်ဆုံသွားခဲ့တဲ့စက်ကောင်စီတပ်သားအလောင်း၃ခုကို တွင်းတစ်ခုထဲ၌စွန့်ပစ်ကာစုပြုံစွန့်ပစ်ထားခဲ့တယ်ကိုတွေ့ရှိနေရကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုတော့မြေခရိုင်တရင်နဲ့တက်ခွဲနေနဲ့တနေတရင်မြို့နယ်ပကဖဇုံလေးတက်ခွဲတော့ကပူပေါင်းကတိုက်ခိုက်ခြင်းဖြစ်ပြီးကျော်ရင်တက်ခွဲများအထူးကမရှိ ပြန်လဲစုခွန်နေကြောင်းသိရှိရပါတယ်။ တင်းနေတဲ့ရင်မျိုးနဲ့အတွင်းတွင်စိတ်ရင်အခြေအနေတင်းမာနေတော့ကြောင့်ဒေတာနေပြည်သူများခရီးသွားမိပါပြည်သူများအနေဖြင့်တတိရှိစွာသွားလာနေထိုင်ပေးကြပါရန်မြေခရံအမတ်နှင့်တရင်ကတတိပေးထားဖြစ်ပါရယ်ဆန်နေပြီးတော့ဂျိုင်းတရာတစ်ဖွဲ့ပွဲဘုံကျဲခံရလို့စက်ကောင်စီဝန်ကြီးများအလင်းအမြန်ဖဲကျိုးဖြတ်ပြီးထွက်ပြေးကစစ်သားသုံးထိခတ်တဲ့ရှိခဲ့တဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးမှဖြစ်ပါရှင့် ကရင်ပြည်နယ်ကျုံတုံမြို့မှာအကြံပေးစကားစီဝန်ကြီးတွင်နဲ့စစ်တပ်အညာရှိတွေတက်ရောက်လာတဲ့ဂျိုင်းတရာတက်ဖွဲ့ဖွဲ့အခဏာကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ရတဲ့စစ်ကောင်စစ်တပ်သား၃ယောက်ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA ကဒီကနေ့မှထုတ်ပြန်ထားဖြစ်ပါတယ်။ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA ရဲ့ Spring UAV4 G3 Face Window အဖွဲ့ကဒရုန်းနဲ့စစ်နေမနေ့ကမက်စနာကွယ်နဲ့မနေ့ပိုင်းမှာအချိန်ကြာပြီးပုံတလုံးပုံချက်တိုက်ခတ်ခဲ့တယ်လို့ဆိုထားဖြစ်ပါတယ်။အဲဒီပုံချက်တိုက်ခတ်မှုကြောင့်စကောက်စစ်သက်သား၃ယောက်တိုက်ခတ်တယ်ရရှိခဲ့ပြီးကားနဲ့တက်ထုတ်ကတက်ထုတ်သွားခဲ့တယ်လို့သိရှိရပါတယ်။ စကောက်စီရဲ့ဂျန်တရာတစ်ဖွဲ့ဖွဲ့အခမ်းအနားကိုတက်ရောက်ခဲ့တဲ့စကောက်စီရဲ့ဆောက်လုပ်ရေးဝန်ကြီးဦးမျိုးတန်၊ကရင်မင်းနေဝန်ကြီးချုပ်စောမြင့်ဦး၊အရှိတောင်ပိုင်းစထာနာချုပ်ဒူတိုင်မူဘုံမူကြီးပညာဝင်၊ကရင်မင်းနေတရားလွတ်တော်တရားသူကြီးချုပ်ဦးညွတ်လွင်နဲ့ကရင်မင်းနေလမ်းပန်းဆက်တွင်ရာဝန်ကြီး ။အုံညီညီစောတော့လာရောက်ခဲ့ပြီးဖဲချိုးဖြက်ပြရတဲ့တပြိုင်နဲ့တည်းကတုတ်ကရဲ့နဲ့ထွက်ပြေးသွားခဲ့တယ်လို့ MLA ကဆိုထားဖြစ်ပါရယ်။အဲ့ဒီပုံစံတိုက်ခမှုအတွင်းမှာစစ်ကောင်စစ်တရဲကော့ကရီမြူနဲ့ဂျုံလိုမြို့အခြေဆိုင်ခမာယာ945 946နဲ့ဘျူဟာကုန်းရှိဂျမရီကျောက်ဒရုံပုံတီတွင့်စင်ခရရင်တရာဟောင်းအောက်ဖက်လမ်းမူလရန်ကြောင့်အနေကဈေးတက်တဲ့အောင်မစိုးရင်ရထိခတ်တဲ့ရရှိခဲ့တယ်လို့သိကြပါဗျ။ ပြည်သူတွေအနေနဲ့အကြက်ပဲစကောင်စီပြုလုပ်ခဲ့တဲ့ပွင့်လန်းတဲ့ခန္ဓာရီနဲ့နှီးကန့်စွန်မနေချက်ဖို့လဲမွန်ပြည်လူမျိုးရေးတပ်တော်ကအတိပေးပြောကြားထားဖြစ်ပါတယ်။ဆက်လက်ပြီးတော့နာဆာကအုတ်တော်ရုရှားကီးဆက်ပင်မှာတရုတ်သူကိုယ်စားလှယ်ကရောက်ရှိလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။နာဆာကအုတ်တော်ဝေချုံမကြီးမွန်လိုင်းဦးဆောင်ခဲ့တဲ့ကိုယ်စားလှယ်အဖွဲ့ကရုရှားနဲ့ဘယ်လာရုကီးဆက်ပြီးမှာပဲတရုတ်ရဲ့အထူးကိုယ်စားလှယ်မစ္စတာတေရှိရှင်ဟာမြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့တယ်လို့ဆိုထားဖြစ်ပါတယ်။ ထို့နောက်2025ခုနှစ်မတ်လ10ရက်နေ့တွင်နာဆာခရဲ့ဒုတိယဝန်ကြီးချုပ်နဲ့နိုင်ငံကြေးဝန်ကြီးဖြစ်သူဦးတန်းရွှေနဲ့တွေ့ဆုံခဲ့ရဖြစ်ပါရယ်ထို့သူတွေ့ဆုံစဉ်မြန်မာတရုတ်နယ်စပ်ဒေသတရှောင်းငိန်ချမ်းရည်နဲ့တင်ငယ်ရည်တို့ကိုပုံမုံမြင့်တင်ရအတွက်ဆက်လက်ပူပေါင်းဆောင်ရွက်သွားလာရည်ပြည်တွင်းငိန်ချမ်းရည်နဲ့အမျိုးသားပြန်လည်တင်မြှင့်ရေးလုပ်ငန်းစဉ်နဲ့ပတ်သက်၍နောက်ဆုံးဖြစ်ပေါ်သို့တမှုအခြေအနေများကိုဆွေးနွေးခဲ့ကြကြောင်းသိရပါရယ် ထို့ပြင်မြန်မာနိုင်ငံအတွင်းမှာရေရှည်တည်တံ့ခိုင်မာတဲ့ငြိမ်းချမ်းရေးနဲ့ပြည်သူများရဲ့လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဂျိုပန်အထုံးမှုများတွင်တရုတ်နိုင်ငံမှာအပြုတ်တဘောဆက်လက်ကူညီဆောင်ရွက်ပေးသွားမယ့်ကိစ္စရပ်များ ਨੇ ဆက်တည်တံ့တွင်တိုးမြင့်လာလျက်ရှိနေတဲ့အွန်လိုင်းနောက်ကစားနဲ့လေလံမှု권ရများပူပေါင်းတက်ဖြစ်ရေးအတွေ့နိုင်ငံရှိတက်ဆိုင်ရာအဖွဲ့အစည်းများကြားမှပူပေါင်းဆောင်ရွက်မှုမြင့်တင်ရေးတို့ကိုလည်းဆွေးနွေးခဲ့ကြတယ်ဟုနိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ရလည်းဖြစ်ပါတယ် နာဇာကာဟုတ်ချပိုချုံမကြီးမေအောင်နိုင်ဟာရုရှားတမရပူတင်နဲ့ဘယ်လာရုတမရလူကာရှန်ကိုရုနဲ့ဖိတ်ကြားချက်အရာထိုနိုင်ငံများဟာတရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ်မက်စလတ်၃ရက်နေ့ကနေ၉ရက်နေ့အထိတွားရောက်ခဲ့ကြကြောင်းသိရပါတယ်ချွန်အောင်မက်စလကွေးနေတွင်မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာပြီးအနောက်မက်စလဆယ်နေနိုင်တရုတ်အထူးကုစလေမစ္စတာတင်ရှူရှိကမြန်မာနိုင်ငံသို့ရောက်ရှိလာခြင်းဖြစ်ကြောင်းသိရှိရပါသည် နာဇာကာဒီမြန်မာနိုင်ငံတိုင်းရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလတို့မဟုတ်2026ခုနှစ်ဇန်နဝါရီလတွင်ကျင်းပသွားရန်စီစဉ်ထားကြောင်းတမရလူကာရှန်ကိုနဲ့ပူတွဲသတင်းစာရှင်းလင်းပွဲမှာထုတ်ဖော်ပြောဆိုသွားခဲ့ကြောင်းသိရှိရပါတယ်။ဆက်လက်ပြီးတော့ငပလီကန်ချေကစစ်ကောင်ဆောင်မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့ကျင်းငါးပွေဟိုတယ်တွေကို UNA ကချိတ်ပိတ်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။စစ်ကောင်ဆောင်မင်းအွန်လိုင်းနဲ့ဒုတိယစစ်ကောင်ဆောင် ဘိုးချုပ်မောင်အေးရဲ့မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့ငပလီကဟိုတယ်တွေနဲ့မြန်မာစစ်အစိုးရတွေရဲ့ခေတ်ဆက်ဆက်လုံဝါချင်းရိုက်ခဲ့တဲ့ခရိုနီတွေပိုင်ဆိုင်ခဲ့တဲ့ကျန်ငါပွင့်အဆင့်ဟိုတယ်တွေကို ULA ကထိပ်ပယ်သိမ်းဆည်းနိုင်ပြီဖြစ်တယ်လို့တရှိရပါတယ်။ငပလီကန်ချင်ဟိုတယ်စုံကို2022ခုနှစ်ဇူလိုင်လကတည်းကသိမ်းပိုက်ခဲ့ပြီးရှစ်လတာကာလလွန်မြောက်ပြီးတဲ့နောက်မှာတချို့ဟိုတယ်တွေကိုအရခတ်ပြတုအစိုးရပိုင်အဖြစ်တရားဝင်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ULA နဲ့နှိစက်တဲ့အတိုင်းဝိုင်းထမတိရ ရပါတယ်။ငါပလီမာရှိတဲ့ဆစ်ဆူရပိုင်တဲ့ဟိုတယ်တွေခရိုနီတွေရဲ့ဟိုတယ်တွေကတော့အာရကအစိုးရပိုင်အဖြစ်တင်ထားပြီးဖြစ်ပါတယ်။တချို့ကိုတရားဝင်စာကတ်လိုက်တယ်။တချို့နိုင်ငံခြားသားပိုင်တဲ့လုပ်ငန်းတွေကတော့စကားပြောဖို့စောင့်နေတယ်လို့ UNA နဲ့ NISA တူတူကတော့ပြောဆိုထားဖြစ်ပါတယ်။ အာရကပီတုအစိုးရအပိုင်းအဆောက်အအုံတွေအဖြစ်တရားဝင်စာကတ်ချိတ်ပိတ်လိုက်တဲ့အထက်မှာနံပါတ်၁စကားဆောင်ပုံချုပ်မှုခြင်းမယောလာရဲ့သားဖြစ်သူအောင်ပြစ်စုံပိုင်ဆိုင်ခဲ့တဲ့အမတ်တာဟိုတယ်နံပါတ်၂မယောလာရဲ့မိသားစုနဲ့နေဆက်တဲ့ဦးအောင်မျိုးမင်းတင်ပိုင်ဆိုင်ခဲ့တဲ့ Amazes Hotel နံပါတ်၃ဒုတိယစကားဆောင်ပုံချုပ်မောင်အေးရဲ့သမီး Jonathan A ပိုင်ဆိုင်ထားခဲ့တဲ့ Princeton Marist ငါပလီဆိုတဲ့ဟိုတယ်နံပါတ်၄ဘုံမှုချုပ်တန်ရွှေရဲ့အသားဖြစ်သူထွန်းနိုင်ရွှေပိုင်ဆိုင်ခဲ့တဲ့တမ်ဒီဟိုတယ်နံပါတ်၅ဦးချစ်ခိုင်ဦးဆောင်ခဲ့တဲ့အိုအေဒင်အုပ်စုကအေဒင်ဟိုတယ်နံပါတ်၆ကမ်ဘောဇာအုပ်စုပိုင်ဆိုင်ခဲ့တဲ့ဂျက်စမိုင်းနံပါတ်၇ဦးတည်စာရဲ့2 company အုပ်စုပိုင်တဲ့ Aria Palace Hotel နံပါတ်၈ပအိုးပြည်သူကောင်ဆောင်ခရိုနီဦးနေဝင်းထွန်းပိုင်ဆိုင်ထားတဲ့ဗရမယာနဂါကုမ္ပဏီ Ruby Drango ပိုင်ဆိုင်ထားတဲ့ Jays Marina Hotel တို့ကို ULA ကအစိုးရပိုင်အဖြစ်သိမ်းပိုင်လိုက်ခြင်းဖြစ်တယ်လို့သိရှိရပါတယ်။အရင်စစ်အစိုးရရဲ့ရခိုင်ပြည်နယ်ဝန်ကြီးတွေရဲ့မြို့ပေါ်မှာရှိနေတဲ့ပန်ဆိုင်မှုတွေကိုလည်းချိတ်ပိတ်လိုက်ပါတယ်။ချိတ်ပိတ်လိုက်တဲ့အိမ်တွေမှာစာကတ်ထားပါတယ်လို့တန်တွဲဒေတာခန့်ချုံကလည်းပြောဆိုထားလည်းဖြစ်ပါတယ်။ တန်တွဲမျိုးကမြို့ခံခရိုနီတွေပိုင်ဆိုင်ခဲ့တဲ့လုပ်ငန်းအသေးစားတွေကိုလည်း UNA ကချဲ့ပင်တင်စီခဲ့တယ်လို့ဆိုထားဖြစ်ပါတယ်။လေးဝတီ FN ရဲ့စုံစမ်းရရှိထားတဲ့တရင်အချက်လက်တွေအရတန်တွဲမျိုးပေါ်နဲ့ငပ်ပလီကန်ချင်းစုစုပေါင်းအဆောက်အုံတရာကျော်ချဲ့ပင်ခံခဲ့ရပြီးအများဆုံးထိတဲ့ခံခဲ့တဲ့မြို့လည်းဖြစ်ပါတယ်။မောင်တောအန်တောင်ကိုတန်တွဲမြို့တွေမှာစေအုပ်စုနဲ့နေဆက်တူများခရိုနီများရဲ့နေအိမ်ပိုင်ဆိုင်မှုတွေကိုအောက်ရက်ခတ် ပြည်သူအစိုးရ ULA ကချိတ်ပိတ်ခြင်းနဲ့ပတ်သက်ပြီးတရားဝင်ထုတ်ပြန်ထားတာမျိုးတော့မရှိသေးဘူးလို့သိရပါတယ်။အကြောင်းအတည်းဆက်ပြီးမှကျွန်မပဲခကြနာကိုပြောပါရှင်။အဘိနာဆင်မအတွက်အထွေထွေကျေးဇူးတင်ရှိပါရှင်။